မြန်မာနိုင်ငံတွင်တိုင်းရင်းသားဘာသာဖြင့်ပထမဆုံးထုတ်ရခဲ့သောသတင်းစာမှာစင်တူကင်ဖြစ်ပြီး1842ခုနှစ်စက်တင်ဘာလမော်လမြိုင်မြို့တွင်စကောပြင်းဘာသာဖြင့်စတင်ထုတ်ဝေခဲ့ပြီးမဂ္ဂဇင်းတွင်ဝှထုတို့ပထမဆုံးချိန်ဖော်ပြခြင်းကို1939ခုနှစ်ကဒူရီယာမဂ္ဂဇင်းတွင်စတင်ခဲ့ပြီး မြမဘာသာဖြင့်ထုတ်ဝေခဲ့သောပထမဆုံးဂျာနယ်မှာမြမပြူဟာဂျာနယ်ဖြစ်ပြီး1939ခုနှစ်ဒီဇင်ဘာလတွင်စတင်ထုတ်ဝေခဲ့ပြီးမြမလူမျိုးပိုင်ပထမဆုံးအင်္ဂလိပ်တင်စာမှာဂါမန်ဖြစ်ပြီးဘူးမယောင်ကထုတ်ဝေခဲ့ပြီးမြမပထမဆုံးအာတာဂျာနယ်မှာရေရွှေပေါ်ဂျာနယ်ဖြစ်ပြီး1934ခုနှစ်အောက်တိုဘာလ9ရက်နေ့က